ဝိဘပြည်သူများရှင်ကျမတို့ရဲ့ထုတ်လွှင့်ပြန်ကြားသတင်းမှတ်များစီစဉ်ကနေဒီကနေ့မှာထုတ်လွှင့်တင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့သတင်းတုသတင်းမှအုံပုတ်ကိုသတင်းမှန်ပြန်ကြားပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးတစ်ပုတ်ကတော့ပေါခေါင်းမြို့မှာ တက်မတော်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံ200ကျော်ဆစ်ရှောင်နေရတယ်လို့မဟုတ်မမှန်သတင်းများဝါရပြန့်လှုပ်ဆော်လျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ မကိုးတိုင်းဒေသကြီးပြည်ခရိုင်ပေါခေါမြို့နယ်တည်ရောင်းပြန်ရွာကံကြီးကုန်းနယ်ဖိုကုန်းကြီးရွာတို့မှာမတ်လ၁၀ရက်နေ့ကတက်မတော်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံ၂၀၀ကျော်စစ်ရှောင်းနေရကြောင်းမဟုတ်မမှန်သတင်းများကိုလူမှုကွန်ရက်ပေါ်မှာရေးသားဖြန့်ဝေလျက်ရှိတာကိုတွေ့ရပါတယ်။အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးပေါခေါမြို့နယ်မှာလုံခြုံရေးဆိုင်ရာတာဝန်ရှိသူတို့အုပ်ထံဆက်သွယ်မေးမြန်းရာလုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ဥစ္စာကိုကာကွယ်စောင့်ရှောက်လျက်ရှိတဲ့အတွက်အပြစ်မဲ့ပြည်သူများနေထိုင်ရာခြေရာတွေကိုလက်နက်ကြီးပစ်ခတ်မှုမရှိကြောင်းပေါက်ခေါင်းမျိုးနဲ့အတွင်အကြမ်းဖက်သမားများခိုအောင်းနေထိုင်လှုပ်ရှားနေတဲ့နေရာတွေကိုဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီးလိုအပ်တဲ့နေမီလုံခြုံရေးများဆောင်ရွက်လျက်ရှိတာကိုအကြမ်းဖက်အားပေးပြည်မီဒီယာတွေကလုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ်အထင်မြင်လွဲမှစေရန်မဟုတ်မမှန်သတင်းများနဲ့ဝါရဖြန့်လှုပ်ဆောင်နေကြတာဖြစ်တယ်လို့သိရပါပါတယ်ရှင်။ ောက်မြုံနယ်ထောက်ရှာပင်ကြေးရွာစာတင်ကျောင်းမော်ကိုစက်တက်လေးထီးနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူတအုပ်သေးဆုံးပြီးကျောင်းသူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။မကွေးတိုင်းဒေသကြီးပောက်မြုံနယ်ထောက်ရှာပင်ကြေးရွာစာတင်ကျောင်းမော်ကိုစက်တက်လေးထီးနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူတအုပ်သေးဆုံးပြီးကျောင်းသူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတရားဝင်ဖြတ်မီဒီယာတွေကမဟုတ်မမှန်လောက်ကျန်ရေးသားလျက်ရှိတာကိုတွေ့ရပါတယ်။ အဆိုပါသတင်းနဲ့ပတ်သက်ပြီးနယ်မြေခံလုံခြုံရေးတာဝန်ရှိသူတို့အထံဆက်သွယ်မေးမြန်းချက်အရာအဲ့ဒီသတင်းမှာမှန်ကန်မှုမရှိကြောင်းနဲ့အကြမ်းဖက်သမားတွေကသာခြေရွာများအတွင်ဝင်ရောက်ပြီး အတင်းအဓမ္မလူသစ်စုဆောင်ခြင်းစက်ကြီးကောက်ခံခြင်းများလောက်ဆောင်လျက်ရှိပြီး၎င်းတို့အပေါ်ထောက်ခံအားပေးမှုမရှိတဲ့ခြေရွာတွေကိုရှော့တိုက်ဒုံးများဒရုန်းများနဲ့ပစ်ခတ်တိုက်ခိုက်လေရှိကြောင်းအခုဖြစ်စဉ်မှာလည်းအကြမ်းဖက်သမားတွေက မကွေးတိုင်းဒေသကြီးအတွင်းရှိကျေးရွာအချို့ကိုမိရှို့ဖြစ်စီခြင်းနဲ့ပြည်သူပိုင်ပစ္စည်းများကိုအတမတ်ယူဆောင်နေတဲ့အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်များကလိုအပ်တဲ့နေမီလုံခြုံရေးဆောင်ရွက်လျက်ရှိတာကိုတရားမဝင်ဖြတ်မီဒီယာတွေကပြည်သူများအထင်မြင်လွဲမှားစေရန်အတွက်သတင်းအမှားများမဟုတ်မမှန်ရေးသားဖြန့်ဝေနေခြင်းသာဖြစ်တယ်လို့သိရပါတယ်ရှင်။ဆလပီအုပ်ဖို့မျိုးနယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များကလူငယ်များကိုစစ်မှုထမ်းခိုင်းရန်ဖမ်းဆီးစဉ်ထွက်ပြေးတဲ့အတွက်ပြစ်ခတ်ခဲ့ရာလူငယ်တအုပ်ကြီးထိမှန်ပြီးညအုံမျိုးနယ်မှာနာရေးအိမ်ကိုလုံခြုံရေးတပ်ဖွဲ့ဝင်များကဝင်ရောက်စီးနှင်းပြီးအတုပလာတဲ့လူငယ်၂၀ဦးကိုဖမ်းဆီးကြောင်းတရင်အမားများဖြန့်ဝေလျက်ရှိတဲ့တရင်ကိုတင်ပြပါမရှင်ပဲခူးတိုင်းဒေသကြီးအုပ်ဖုမျိုးနယ်မှာလုံခြုံရေးတပ်ဖွဲ့ဝင်များကဂွေးချောင်းကျေးရွာရှိလူငယ်များကိုစစ်မှုထမ်းခိုင်းရန်ဝင်ရောက်ဖမ်းဆီးစဉ်ထွက်ပြေးသွားတဲ့အတွက်ပြစ်ခတ်ခဲ့ရာ ူငယ်တအူကြည်ထိမှန်တရားရရှိခဲ့ကြောင်းမန္တလေးတိုင်းဒေသကြီးညာဦးမြို့နယ်ငါမင်းမေးကျေးရွာရှိနာရီအိမ်ကိုလုံခြုံရေးတပ်ဖွဲ့ဝင်များကဝင်ရောက်စီးနင်းပြီးအတူဝလာတဲ့လူငယ်20ဦးကိုဖမ်းဆီးသွားကြောင်းတရားဝင်ဖြန့်မီဒီယာများကဝါရဖြန့်ဝင်နေရကို တွေ့ရပါတယ်အဲ့ဒီတဲ့နဲ့ပတ်သက်ပြီးသက်ဆိုင်ရာမြို့နယ်များမှတာဝန်ရှိသူများရဲ့ပြောကြားချက်အရလုံခြုံရေးတပ်ဖွဲ့ဝင်များကမြို့နယ်များအတွင်တောင်းညမ်းသူများစိတ်ဝင်မှုမရှိစေနဲ့အဖြစ်အမှောက်လုပ်ငန်းများမလုပ်ဆောင်နိုင်စေရန်အတွက် လိုအပ်တဲ့နယ်မြေလုံခြုံရေးလုပ်ငန်းများပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းနဲ့ဒေသခံပြည်သူများကိုဥပဒေမဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းများလှုပ်ဆောင်မှုမရှိကြောင်း PDF ညီခံအကြံဖတ်သမားများကသာလုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ထိုးစစ်ဆင်မှုများကြောင့်အကြအဆုံးများလာတဲ့အတွက်ကြေးရွာများအတွင်ဝင်ရောက်ပြီးအတင်းအဓမ္မလူသစ်စုဆောင်ခြင်းများလှုပ်ဆောင်လျက်ရှိပြီး၎င်းတို့အလိုကျလိုက်ပါလှုပ်ဆောင်မှုမရှိတဲ့ဒေသခံပြည်သူတွေကိုအကြောက်တရားလွှမ်းမိုးလာစေရန်ဖမ်းဆီးတပ်ဖြတ်လျက်ရှိကြောင်း တရားမှွင့်ဖြတ်မီဒီယာများကအကြမ်းဖက်သမားများရဲ့လောက်ရတွေကိုဖုံးကွယ်ရနေ။နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်ပြည်သူများအထင်အမြင်လွဲမှားစေရန်ရည်ရွယ်ချက်ရှိရှိအခုလိုဖြစ်စဉ်ဖြစ်ရအမှန်ကန်မှုမရှိတဲ့သတင်းအမှားများလောက်ကျန်ရေးသားဖြတ်ဝင်နေခြင်းဖြစ်တယ်လို့သိရပါရှင်။မိဘပြည်သူများရှင်နိုင်ငံတော်အစိုးရနဲ့တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအပေါ်တရားမဝင်ပြဖြတ်မီဒီယာများနဲ့အကြမ်းဖက်အားပေးထောက်ခံသူများကလူမှုကွန်ရက်ပေါ်မှာသတင်းတုသတင်းမှများကိုရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ရေးသားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိစေဖို့အတွက်သတင်းမှန်များကိုတင်ဆက်လိုက်ရပါရစေ။